မန္တလေးတိုင်းစစ်တပ်မြို့နယ်မှာမေလ15ရက်နေ့အထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု85ကြိမ်ကျော်ရှိခဲ့ပြီးထိခိုက်သေဆုံးသူအယောက်90ကျော်အထိရှိခဲ့ပါတယ်။ဒီသတင်းကိုသုတချန်တာပေးပို့ထားပါရရှင်။ မေလာတရနေ့ကနေ25ရက်နေ့ထိအချိန်နှစ်ပတ်ကျော်အတွင်းမှာစစ်ကောင်စီကမန္တလေးတိုင်းနယ်ကမြို့နယ်၁၁ခုမှာလေကြောင်းတိုက်ခိုက်မှု85ကြိမ်ကျော်ပြုလုပ်ခဲ့တာပါ။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေဆုံးသူ90ကျော်ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့မတရား PDF တောင်ရှိသူတယောက်ကပြောပါတယ်။ စစ်ကောင်စီကဧပြီလလုံးမှာမန္တလေးတိုင်းအတွင်းမှာလေကြောင်းတိုက်ခိုက်မှု89ကြိမ်အထိပြုလုပ်ခဲ့တာကြောင့်အခုမေလတဝက်ထိလေကြောင်းတိုက်ခိုက်ခံမှု85ကြိမ်နဲ့တိုင်းရှင်မန္တလေးတိုင်းကိုနှစ်ဆကျော်တိုးပြီးလေကြောင်းတိုက်ခိုက်နေတဲ့အခြေအနေဖြစ်ပါတယ်။ဒီကာလထဲမှာလေကြောင်းတိုက်ခိုက်မှုတွေကကားများတယ်။အနည်းဆုံးမှာပဲမန္တလေးတိုင်းပဲဆိုလို့ရှိရင်ဘိုးဘုတ်တကောင်၊သပေချင်းစင်ကူ၊မရရ၊မစွန်၊ရင်းကျန်၊မထိုးကြီး၊တောင်တာ၊မလိုင်ဆက်နဲ့ကြောက်ကောင်ဆက်ပြီးပါတာပေါ့။ပြီးခဲ့တဲ့လကတလလုံးမှာ89ကြိမ်ရှိတာလေ။အခုဒီဘက်လပိုင်း15ရက်ပဲရှိသေးတယ်၊75ကြိမ်ကျော်သွားပြီ။ဒါတော့ ောင်မှလင်းတစည်းသူကသူဘယ်နှလုံးပဲချက်ချက်ဘယ်နှစ်ပတ်ပဲဝိုးဝဲတင်းတစည်းကိုတက်ခတ်မှုတစ်ချိန်ကြည့်ရေးထားတာလေအဲ့လိုနှုံးတဲ့ဟိုက85ချိန်ကျော်သွားပြီ15ရက်ရှိလူကြီးတွေဆိုတော့မရှိဘူးဆိုရင်90ထပ်မှရှိရဲ့ စစ်ကောင်စီကစကိုင်းတိုင်းတပင်းရင်နဲ့ဦးတင်ညွန်ရွာလေးချောင်းတိုက်ခိုက်မှုပြီးမှဝေဖန်ခံရတာတွေမြင့်တက်ခဲ့ပေမဲ့အချိန်မလျှော့ခဲ့ပဲစကိုင်းတိုင်းနဲ့ကမြို့နယ်တွေကိုလေးချောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။မေလ၁၈ရက်နေ့ကပလဲနယ်နွယ်ရင်ရွာကိုလေးချောင်းတိုက်ခိုက်တာကြောင့်ပြည်သူ၅ရောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မိတိလိုက်ရှန်တဲလီတက်ကနေပြီးတော့ဂျက်ဖိုက်တာတွေပြီးတက်လာပြီးတော့ပလဲနယ်ထဲမှာရောက်လာတယ်။၃မှတ်လောက်ပတ်ဝဲပြီးတဲ့အခါကျတော့မှနွယ်ရင်ရွာထဲမှာကလစတာဘုံအဲ20ကျွဲနဲ့ချလိုက်တာတဲ့အိမ်ပေါ်မှာတက်တယ်ကြတော့ ကလတ္တရာဘုံ20ကျွဲနဲ့ကြွက်ကွဲသွားပြီးတဲ့နေရာမှာဟာအဲ့အိမ်တော့အားလုံးပြည့်စုံသွားပြီလူတွေလည်းထိကြိုက်ဒေသုံးရောက်တော့မှာဆိုတော့တွားကြဲတာပေါ့နော်တွားကြဲလိုက်တဲ့နေရာမှာတဲ့အိမ်နဲ့နဲ့ဘုံရောက်ကတခါလဲပွေးချင်းပြီးတည်ဆုံတယ်ဆေးရုံရောက်မှာကနှစ်ယောက်တည်ဆုံတယ်ပြင်းထန်ထိကြိုက်တန်ရာရာခလေကလေးတွေချီပြက်လက်ပြက်တွေနဲ့ညရုပ်ပက်တွေလည်းကျိုးသွားတာတွေနဲ့ပေါ့တော်တော်ကိုပြင်းပြင်းထန်ထန်ခံစားရပါတယ် မေ၁၈ရက်နေ့၁၉ရက်မှာမန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်လေးကြချေးရွာကိုစစ်ကောင်စီတပ်က၂ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတယောက်သေဆုံးခဲ့ပါတယ်။မေလ၁၉ရက်မွန်းလွဲပိုင်းမှာမြင်းကျက်မြို့နယ်တက်ကကန်စစ်ချေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာကြောင့်ပြည်သူ၄ယောက်သေဆုံးခဲ့ပါတယ်။မေလ၁၅ရက်ကစပြီးကိုမြင့်သောအညာမြင့်စစ်စင်ရေးဖြစ်စစ်ကောင်စီတပ်စခန်း၈ခုကိုဒေသကားကွယ်ရေးအဖွဲ့တွေကတပြိုင်တည်းတိုက်ခိုက်ခဲ့ပြီးနောက်မန္တလေးဒေသတွေမှာစစ်ရေးတင်းမာမှုတွေပုံမြင့်တက်နေပါတယ်။ကျွန်တော်တူတာချမ်းသာပါ